Professor Dominic Onyango Konditi. Mm. I come from Kenya. Mm. Uh, Prophet, uh, I've been looking for this opportunity. Uh, first of all, I must say that I've had bad dreams. Mesiro Dirje Male, Prophet Kakande, Prophet Pura, Nasun and Toda, Anayoga Nyendago, Myanmar Nali Luya, Bada Piana Pibare. ဆိုတော့အခုနမတ်တရတဲ့တယောက်ကတော့သူကခေညာနိုင်ငံကလာတာဖြစ်တယ်။သူဟာပါမောခတယောက်လည်းဖြစ်ပါတယ်။ဆိုတော့သူကအိမ်မက်ဆိုးတွေမက်တာဖြစ်ပါတယ်။ဒါကြောင့်သူကဒီနိုင်ငံကိုလာပြီးမှအဲ့ဒီ prophet နဲ့လာတွေ့တာဖြစ်ပါတယ်။သူ့ရဲ့အိမ်မက်ကဘယ်လိုမျိုးအိမ်မက်လဲနားထောင်ကြည့်အောင်။ That forest issue people wanted the land. နေမှာ forest issue အမျိုးမြေပိုင်ဆိုင်မှုရှိတယ်ပေါ့နော်အဲ့ဒီမြေကတောတွေနဲ့ဟုတ်တယ်ဆိုတော့အဲ့ဒီမြေပိုင်ဆိုင်မှုနဲ့နေမှာဝိညာဉ်ပြဿနာရှိတယ်လို့ပြောပါတယ် yes to take it from you yes you see လူတွေကသူရှိကဒီသူရှိကမြေကြီးကိုလှုပ်ဖို့ဖြစ်ပါတယ် naked but most of the time half when naked နေအိမ်မက်တဲ့များသော အချိန်မှာနေအိမ်မက်က အအဝတ်စားကကိုတဝက်ပဲဝတ်ထားတာဒါမဲ့ကြံတဲ့အချိန်မှာတော့ကိုသုံးလုံးရှိနေတာကိုအမတ်မြင်တယ်လို့ prophet ကပြောပါတယ် I dream that I'm um, half naked ဟုတ်ပါတယ်တဲ့သူကအမတ်မြင်တဲ့ခါမှာတဲ့ကိုခန္ဓာမှာအဝတ်ကတဝက်တပြည့်ပဲဝတ်ထားတာတွေ့ရတယ်တဲ့ The land in the forest you've talked about I bought a plot in, in Kitengela. တော့ prophet ပြောတဲ့အဲ့ဒီတော့ပါတဲ့မြေကြီးဆိုတာဣတင်ကလမှာကျွန်တော်ဝေခဲ့တဲ့မြေကြီးဟုတ်ပါတယ် Mm. But before I finished doing the transactions, mm -hmm. my wife took the title deed and uh, converted into her name and later on sold that land for, for many millions. Okay. I, I didn't even see a cent. Mm -hmm. ဆိုတော့ဒီမြေကြီးကိုတူဝဲတဲ့ခါမှာဒီဆာရွက်စာတန်းပြောင်းယူရတာဖြစ်တယ်အဲ့လိုဆာရွက်စာတန်းပြောင်းတဲ့အခါမှာသူ့ရဲ့မိမကလက်ဦးလူပြမဘာလုပ်လဲဆိုတော့မိမနာမည်နဲ့နာမည်ပြောင်းလိုက်တာဖြစ်တယ်ပြီးနောက်မှာအဲ့ဒီအမြေကြီးကိုမိမကတန်ပေါင်းများစွာနဲ့ရောင်းစားတယ်ဒါပေမဲ့သူကအဲ့ဒီပစ္စံတပြားမှသူမရဘူးလို့ပြောပါတယ်ဆိုတော့သူ့ရဲ့ဝိညာဉ်ပြတနာကဘယ်ကနေလာတာလဲအဲသူက ပါမောက္ခတရားဖြစ်ပေမဲ့သူ့ရဲ့ဝိညာဉ်ပြတနာဘဲကလာဆိုတော့သူ မသိပါဘူးတို့တော့လေပရောဖက်က သိတာဖြစ်တယ်ပရောဖက်ဖြစ်ရှင်းပေးတာကိုကျွန်တော်တို့ကြည့်ကြမှာဖြစ်တယ်ဒီ video file မှာကြတော့ဒီအမျိုးသားကအာသူ့မိမရဲ့ညီမကိုတွားပြီးမှကြိုက်တာဖြစ်ပါတယ်အဲအဲ့လိုလှုပ်တဲ့အခါမှာသူ့မိမကသူ့ကိုကျိန်းဝါတာဖြစ်တယ်အဲ့ဒီနဲ့အဲ့လိုလှုပ်တဲ့အတွက်သူကပထမမိမနဲ့ကွဲပြီးမှအခုဒီဒုတိယမိမနဲ့သူအိမ်ထောင်ကြတာဖြစ်တယ် ဆိုတော့တမန်ကျမ်းစာထဲမှာဘုရားသခင်ကပညတ်တော်ကိုမောရှေအဖင်ဂျူးလူမျိုးကိုပေးထားတာရှိပါတယ်အဲ့ဒါကတော့ခုမိမရဲ့ညီမအခုဇနီးရဲ့ညီမနဲ့မအိပ်ရဘူးဆိုတဲ့ဟာကိုကျမ်းစာမှာပညတ်ပေးထားတာဖြစ်တယ်ဒါပေမဲ့ဒီနေ့လူတွေကအဲ့ဒါကိုပညတ်ကိုမသိတဲ့အခါမှာပညတ်ကိုလွန်ကျူးကြတဲ့အခါမှာပညတ်မဲ့ပျက်စီးခြင်းတို့ရောက်တာဖြစ်တယ်ဆိုတော့ဒီလူရဲ့အတ္တတာဘယ်လိုပျက်စီးတယ်လဲဆိုတာနားထောင်ကြည့်အောင်ပါ ပါမောက္ခရရှေ့မှာဒီမိမကိုခေါ်ပြပေးတာဖြစ်တယ်။ Yeah, she she resembles my first wife. So ဒီမိမကကျွန်တော်ရဲ့ပထမမိမနဲ့တူတယ်လို့မျိုးဒီပါမောက္ခကပြောပါတယ်။ We do we have a lot of problems. အဲ့ဒီမိမနဲ့ငါပြဿနာအများကြီးတယ်လို့ပြောပါတယ်။ We have eight children with her. အဲ့ဒီပထမမိမနဲ့ငါတို့နေရာကလေး ရှစ်ယောက်မွေးတယ်လို့ပြောပါတယ် That is why you are half naked and three girls That's why So I ditte ma main gale ga 3 yak yak ja le ga 9 yak pa da phit de su su pao 6 yak အဲ့အဲ့ဒီမိမနဲ့နင်း क्वे သွားတယ်အဲ့ဒီမိမနဲ့ပြဿနာတက်တဲ့အတွက်နင်းအိမ်မက်ကအဲ့လိုမျိုးအဝတ်စားကိုအိမ်မက်ထဲမှာအဝတ်စားမဝတ်ပဲရှိတာကိုတွေ့ရတာအဲ့ဒါကြောင့်ဟုတ်တယ်လို့ပြောပါတယ် You're half naked half naked အနအဝအဝကတပိုင်းတစားပဲကုခဏမှာဝတ်ထားတာကိုတွေ့ရတာဖြစ်တယ်ဆိုတော့ဘုရားသခင်က သူ့ကိုအိမ်မက်အပြင်ဖော်ပြတယ်နင်းလုတဲ့အလုတ်ဟာမားတယ်အဆက်ကွဲတဲ့အလုတ်ဖြစ်တယ်အဝတ်အစားအကုလုံးဝတ်ထားလို့ရှိရင်ဒါကအဆက်ဖုံးထားတာဖြစ်တယ်အဝတ်အစားတဝက်တော့မဟုတ်အကုလုံးချွတ်ပြစ်ထားတယ်ဆိုတာအိမ်မက်မရရင်တော့ဒါကအဆက်ကွဲတဲ့အလုတ်ဖြစ်ပါတယ်ဆိုတော့ဘုရားသခင်ကသူ့ကို နင်းဟာအချက်ကွဲတဲ့အလုပ်ကိုလုပ်တယ်ဆိုတာကိုဖော်ပြတာဖြစ်ပေမဲ့သူကအာပညာရေးမှာပါမောခဖြစ်ပေမဲ့ဝိညာဉ်ရေးကိုသူ နားမလည်ဘူး prophet ပြောတာကတော့အဲ့ဒါကြောင့်နင်းကအိမ်မက်ထဲမှာအကူတပိုင်းပဲအဝတ်ပါတယ်ဆိုတာအဲ့ဒါကြောင့်ပါလို့ပြောပါတယ် you are not well dressed you are not well dressed နင်းဟာအဝတ်စားကိုကောင်းကောင်းမဝတ်ထားဘူးလို့ prophet ကပြောပါတယ် you abandon your family နင်းဟာနင်းရဲ့ မိသားစုကိုပြစ်ပယ်ထားခဲ့တယ်။ဘလို့အပြင်းသိနိုင်တယ်လဲဆိုလို့ရှင်ဖျားတခင်ကသူတို့လင်မယားကိုတာငါးယောက်တမိသုံးယောက်ပေးတာဖြစ်တယ်။ဒါမဲ့ဒီတယောက်ကအဲ့ဒီအိမ်ထောင်ကိုဖျားတခင်ပေးတဲ့ကောင်းကြီးရှိတဲ့အိမ်ထောင်ကိုသူပြစ်ထားခဲ့တာဖြစ်တယ်။ want to produce children for you yeah but i i how much I, did you pay her ni di mai ma kle shi yak mwe pe de so ro ni tu ko blao su jesus chi min da le lo prophet ka mai ba de for producing all those children ကလေးရှိရောက်တော့မှမွေးပေးတာနင်သူ့ကိုပါလက်ဆောင်များပေးပါတယ် living together good life how much did you pay her yoksen အဲနင်ငါထမဲဦးမဲနင်မိမကလေးရှိရောက်မွေးပေးတာနင်သူ့ကိုပါလက်ဆောင်များပေးဖို့တယ် i i didn't pay her physical money ah i didn't pay her physical money အဲ့ဒီကလေးမွေးပေးတဲ့အတွက်ပစ္စံတပြားမှမပေးဘူးပါဘူးတဲ့ အော်ဘာဘာဖြစ်လို့နင်းကကလေးတလောက်မွေးပေးတာနင်းဘာဖြစ်လို့စုမပေးတာလဲ Did you pay? I didn't pay anything but uh, I didn't pay anything တပြားမှမပေးဘူးတဲ့ကလေးရှိအောင်မွေးပေးတာ She is worth but she lived a သူကနင်းနဲ့ဘလို့တော်တာလဲ She is worth proper ကမဲပါတယ် It's worth I educated she the kids paid. Uh, the the ကလေးတွေကငါငါပညာကြောင်းထားပေးတယ်လို့သူကပြောပါတယ် နင့်သဘောပေါက်လားနင့်မိမကသူ့ရဲ့ကုခန္ဓာနဲ့နင့်ကိုပေးစားခဲ့ပြီဖြစ်တယ် Uh, anyway, she paid herself. I agree with you. She paid herself. သူကလေးရှိရောက်ကိုမွေးပြီးမှနင့်ကိုပေးတာ။သူ့ရဲ့ကုခန္ဓာကိုနင့်ကိုပေးတာဖြစ်တယ်။နင်ကသူ့ကိုဘာပေးဘူးတလဲလို့မဲတာဖြစ်တယ်။အခုကျွန်တော်သဘောပေါက်ပြီလို့ပြောပါတယ်။ Your prophet. But uh, but now the problem is အခုကျွန်တော်ပြဿနာအတိတ်ဆက်ဆက်ကဘာလဲဆိုတော့အဲ့ဒီကလေးရှိရောက်လုံးက that i educated သူတို့ကိုကျွန်တော်ပညာသင်ပေးတယ် most of them have degrees အမ်အများတော့အပြင်သူတို့တွေကဘွဲတွေရကုန်ပြီ they don't talk to me သူတို့ကကျွန်တော်ကိုစကားမပြောဘူး why they blocked me i can't <What? S 1> even call သူတို့ကကျွန်တော်ဖုန်းခေါ်လို့ရှင် ဖုန်းကို block လုပ်ထားတယ် prophet ကမဲတယ်ဘာဖြစ်လို့လဲနေတိလား even from here if we try from it တခြားအတိကနေကလေးတွေကိုဆက်သွယ်ဖို့ကြိုးစားတယ်ကလေးတွေကဆက်သွယ်မခံဘူးဘာဖြစ်လို့လဲနေတိလား prophet ကမဲပါတယ် to call them in Kenya what ဘာဖြစ်လို့ကလေးတွေကနေကိုအဲ့လိုလုပ်တယ်လဲနေတိသလား I think because you are half dressed. ဘာဖြစ်လို့ဆိုတော့နင်းရဲ့အဝတ်အစားကတဝက်တပြည့်ပဲဝတ်ထားတာ။ Yes. ဟုတ်ပါတယ်ဘုရားတခင်ကသူ့ကိုအိမ်မက်မှာပြပြီဖြစ်တယ် undressed yourself နေဟာကိုကိုကိုအဝတ်လုံးအောင်မလုမဝတ်ဘူး you ashamed them နေဟာနေတာဒမီတွေကိုအဆက်ကွဲတာဟုတ်တယ် they remain as if they have no family သူတို့ကမိသားစုမရှိသောအာလူအဖြစ်သူတို့ကကြီးပြင်းလာရတာဖြစ်တယ် you are ashamed yourself သူကအဖြစ်သူတို့ကအနင်းအဖြစ်သူတို့ကအဆက်ကွဲတယ်လို့ပရောဖက်ကအိမက်ရဲ့အနှက်ကိုရှင်းပြပါတယ်ဆိုတော့ဒီလိုကတော့ပညာတတ်တယ်ဗာမောက္ခဖြစ်တယ်ဒါပေမဲ့ဝိညာဉ်ရေးရမှာကြတော့သူကတုံညဖြစ်တယ်ဘုရားဘုရားတခင်ကသူ့ကိုအိမက်အဖြစ်ပေါ်ပြတယ်ဒါပေမဲ့သူနားမလည်ဒါပေမဲ့ပရောဖက်ရှုလာတဲ့အခါမှာဘုရားတခင်ရဲ့ပရောဖက်ကဒါကိုပေါ်ပြပေးမှရှင်းပြပေးတာဖြစ်တယ် You, you have seen what is going on in your life. No yes. peace. ဒီအခုနင်းလောက်ထားတဲ့အပြစ်ကြောင့်နင်းဘဝမှာငြိမ်သက်ခြင်းမရှိဘူးမဟုတ်လားလို့မဲတော့ဟုတ်ပါတယ်တဲ့ This who is this led to you အခုနင်းတဘဲမှာထိုင်နေတဲ့အမျိုးသမီးကဘယ်လိုလဲပရောဖက်ကမဲပါတယ် This is my wife ဒါကျွန်တော်ယူထားတဲ့မိန်းမပါ Yeah this after the other one you got another woman Yes မဟုတ်ဘူးလေနောက်ထပ်မိန်းမတယောက်ရှိသေးတယ်လေ Mm ဆိုတော့နောက်ထပ်မိမတယောက်ရှိသေးတယ်တဲ့နောက်တော့ကြည့်အောင်ပရိုဖက်ကနောက်တယောက်ခေါ်ထုတ်လာပြီอืม She resembles the sister to my first wife. Oh, ဒီမိမကငါမိမအရင်မိမရဲ့ညီမနဲ့တူတယ်. What happened? သူနဲ့နင်းနဲ့ဘာဖြစ်ခဲ့တာလဲ? Uh, and how. uh i wanted to marry that one but uh, <laughs> <laughs> I wanted to marry that one. So <laughs> that tu my ye ngi ma ko tu ga let tha yu chin khe ba de. Ta ja kuna mo she ko phya ta khin ga ju lu myo to pa nyat ko pe de kha ma ku my ye ngi ma ko me yu ya bu ku my ye ngi ma ne paung <laughs> tin pi ma atet shin de ku ye မိမကိုမနှောက်ရှက်ရဘူးဆိုတဲ့ပညာရှိတာဖြစ်တယ်။ဒါပေမဲ့လူတွေကနားမလည်တဲ့အခါမြောက်များစွာသောကဘာတဝန်းလူတွေကဒီပြက်တံမျိုးကိုလှုပ်ကြတဲ့အခါမှာစာရန်ကအခွင့်အရေးယူတာဖြစ်ပါလေ။ your professor yes i'm professor ninga pamokha hobat la so hobat de နံပရိုဖက်ယူပရိုဖက်ဆာကျွန်တော်ကတော့ဘုရားသခင်ရဲ့ပရိုဖက်ပါနင်ကတော့ပညာတတ်ပါမောခဟုတ်ပါတယ်ပက်ဆာအော်ဖ်အီလက်ထရီကယ်အင်ဂျင်နီယာရီโอเคตัวอินจิเนียร์นี่โปรเฟสเซอร์ဖြစ်ပါတယ် Isn't this your son? နောက်တယောက်ခေါ်ပြတယ်ဒါနိတာလားနောက်တယောက်ခေါ်ပြတာဖြစ်တယ်ဒါနိတာဟုတ်ပါသလား It resembles my first son ။ဟောဒီတယောက်ကအရင်မိမ့်မတ်နဲ့ရတဲ့ပထမတာဦးနဲ့တူးပါတယ်။ကျွန်တော်တာဦးနဲ့တူးပါတယ်။ Who has also chased away his wife? အဲ့ဒီတာဦးကလည်းသူ့မိမ့်မတ်ကိုနင်ထုတ်လိုက်ပြီလို့ပြောပါတယ်။ Because them is so because 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 claims the wife wants to kill her. What did you ပြဒနာကဘာဖြစ်တယ်လဲဆိုတော့အဲကျွန်တော်တာဦးရဲ့မိမ့်မတ်က ကျွန်တော်သားကိုတတ်မယ်လို့ပြောတဲ့အတွက်ကျွန်တော်သားကသူ့မိမကိုနှင်ထုတ်လိုက်တာပါတဲ့ same you were living that for my wife ဒါဆိုရင်နေကမဲဦးမယ်နင်းအရင်ဗတ္တမမိမကိုထားပြီးမှနင်းဘာဖြစ်လို့ထွက်သွားတာလဲ you claim that she want to kill you နင်းအဲ့ဒီတုန်းကပြောခဲ့တယ်မဟုတ်ဘူးလားနင်းမိမကနင်းကိုတတ်ချင်တယ်လို့ပြောတယ်မဟုတ်ဘူးလား yes we ဟုတ်ဟုတ်တယ်တဲ့အဲဒီအဖိုးကြီးကသူ့မိမတတ်မယ်လို့ပြောလို့သူကထွက်သွားတာတဲ့ I ask Jesus to, for forgiveness အခုတော့ယေရှုကိုသူပြောပြမှတောင်းပန်တာဖြစ်တယ်ယေရှုဖျားကျွန်တော်ရဲ့အပြစ်ကိုခွင့်လွတ်ပါဆိုတော့သူ့ရှိကကြင်ချင်းကသူ့တားရှင်မှာလည်းရောက်သွားပြီဖြစ်တယ် for the salvation of my soul ကျွန်တော်ရဲ့ဝိညာဉ်ကိုလည်းကယ်တင်ပေးဖို့ယေရှုဖျားကိုတောင်းပန်တာဖြစ်တယ် I know I'm a sinner. I am a sinner. ကျွန်တော်အပြစ်သားဖြစ်တယ်ဆိုတာကျွန်တော်ဝန်ခံပါတယ်လို့ပါမောက္ခကြီးကပြောပါတယ်။ I'm facing so many challenges. ကျွန်တော်ဘဝမှာပြဿနာအမျိုးမျိုးကြုံရတယ်လို့ပြောပါတယ်။ Concern with your children. နေကနေသားသမီးတွေနဲ့ပြန်လဲတင်းမြတ်ဖို့လိုတယ်လို့ Prophet ကပြောပါတယ်။ With that woman, she has never wanted to kill you. နင့်မိမနဲ့လည်းပဲပြန်လဲသိမ့်မြတ်ဖို့လိုတယ်သူကနင့်ကိုတတ်ချင်တာမဟုတ်ပါဘူး No it is not true နင့်မိမနင့်ကိုတတ်ပြစ်မယ်ဆိုတာမားပါတယ်မဟုတ်ပါဘူး The allegation was not true because of the small cake The term နင့်ရဲ့ပြဿနာကအဲ့ဒီကိမှုတက်တက်လေးကိုသွားစားမြည်လို့ဖြစ်တာပါဘာလို့လဲဆိုတော့မိမရဲ့ညီမကိုသွားကြိုက်တာအဲ့ဒါကြောင့်မိမအမလုပ်တဲ့လူကကြိမ်မောင်းတာဖြစ်တယ် you got this cake nga dike mote tele go ni yara you made the allegation mm. you understand the cake yeah yeah i understand. this is the cake yeah, nga nga pyo de cake mo go ni tbo pa bi la so tbo pa ba bi come my prayer for you so ra tu ga tu mai mai ye nyi ma go yu chin na a le chang mai ma tu go chain na phit de တကယ်တချင်လို့မဟုတ်ဘူးပေါ့နော်ဆိုတော့ဒါကတော့ဘေးကဘာမှာဘေးဘေးနိုင်ငံမှာပဲဖြစ်ဖြစ်ဒီပြဿနာမျိုးကတော့ မိမတော့ကျင်းမှာတေချာပြစ်တာဖြစ်တယ်ဆိုတော့နေုံကနတ်ဆုနင်ထုတ်ပေးမယ်ဆိုတော့အခုတော့သူ့ရဲ့ဝိညာဉ်ပြတနာကိုဒီပါမောကတည်သွားပြီဖြစ်တယ်ပရောဖက်ကတောက်ကိုဖေရှားပေးတယ်ဆိုတော့သူတို့သူ့ရဲ့လာမယ့်အတ္တဟာတော့အလုံးတာယာတော့အတ္တဖြစ်မှာဖြစ်တယ်ဒီနတ်ဆုကိုနင်ထုတ်ပေးခြင်းအဖြစ်အဲသူဟာလွတ်မြောက်သွားတော့မှာဖြစ်ပါတယ်ဖျားတကယ်အလုံးကြောဝါဆိုကောင်းချီးပေးပါစေ Yeah. The moment you touch the cake, you say, Oh man, you want to kill, kill me. Who told you want to kill me? No. နေကအဲ့ဒီနေခမကိုစတော့ကြိုက်တဲ့အချိန်ကစပြီးနေမမကနေကိုချိန်မောင်းတာတကယ်တော့နေသူကနေကိုတတ်ချင်တာမဟုတ်ဘူးနေကပြက်တနာလှုပ်လို့မိမနဲ့နေနဲ့ပြက်တနာတည်တာအဲ့ဒါစနတူ Father forgive him for the salvation of his soul. Everyone is going good for his entire family. Mm. Be free in Jesus' name.